ဖွင့်လင်းတော်သူဆိုတာဘာလဲဖွင့်လင်းမှုဆိုတာရိုးရိုးရှင်းရှင်းပြောရင်စဉ်လုံးကျင်းများမှုကနေလွတ်မြောက်ပြီးတည်ဆန်းတွေကိုလက်ခံနိုင်တယ်ကိုယ့်ရဲ့ခံယူချက်တွေကို ပြန်လည်စိန်ခေါ်ရဲတဲ့အရေးချင်းတစ်ခုပဲဖြစ်ပါတယ်ဒါခံယူချက်တစ်ခုတည်းကိုစောက်ကင်ထားခြင်းတဲ့ကဘာကြီးကိုပုံမကျဲပြန့်တဲ့ရှူတော့ကနေမြင်နိုင်စွမ်းကိုဆုလိုပါတယ်ဖွင့်လင်းတော်သူတယောက်ရဲ့အတိတ်ကအင်္ဂါရက်တွေကိုကြည့်လိုက်ရင် ပထမဦးဆုံးကတော့သူတို့ဟာတင်းယူလိုစိတ်အလွန်ပြင်းပြပါတယ်။သူတို့ဟာကိုယ့်ကိုယ်ကိုအမြဲတမ်းမှန်တယ်လို့မယူဆပဲမတိသေးတဲ့အရာတွေနားမလည်သေးတဲ့ shootout တွေအများကြီးရှိနေသေးတယ်ဆိုတာကိုလက်ခံထားသူတွေဖြစ်ပါတယ်။ဒါကြောင့်သူတို့ဟာလူအမျိုးမျိုးရဲ့အတွေ့အကြုံတွေအသွေးအခေါ်တွေယဉ်ကျေးမှုတွေကိုစူးစမ်းလေ့လာဖို့ဝန်လေးကြပါဘူး။သူတို့ရဲ့စိတ်အိမ်ဟာတကားပိတ်ထားတဲ့အခန်းမဟုတ်ပဲလေဝင်လေထွက်ကောင်းပြီးအလင်းရောင်အမြဲဝင်ရောက်နေတဲ့နေရာတစ်ခုလိုပါပဲ။ ဒုတိယအင်္ဂါရက်ကတော့နေချာမှုဖြစ်ပါတယ်။ပွင့်လင်းသူတယောက်ဟာသူတို့ရဲ့ယုံကြည်ချက်တွေ၊စည်းမျဉ်းတွေ၊ယူဆချက်တွေဟာအမာရင်ရှိနိုင်တယ်ဆိုတာဝန်ခံဖို့တတိရှိကြပါတယ်။သူတို့ဟာသူတို့ရဲ့လက်ရှိအသိပညာကန့်သက်ချက်သက်ကျော်လွန်ပြီးပုံမကောင်းမှုနဲ့ပုံမခိုင်မာတဲ့အထောက်အထားတွေပေါ်လာရင်သူတို့ရဲ့အမြင်တွေကိုပြောင်းလဲပြစ်ဖို့အသင့်ရှိပါတယ်။အဲ့ဒီလိုပြောင်းလဲတာကိုရှုံးနေမှုလို့မမြင်ပဲသိုးသက်မှုလို့မြင်တဲ့သူတွေဖြစ်ပါတယ်။ စိတ်နှလုံးကျင်းမြောင်းသူတွေကတော့သူတို့မှန်ကြောင်တက်တည်ပြဖို့စူးစမ်းနေချိန်မှာပွင့်လင်းသူတွေကတော့ဘာတွေကအမှန်တရားလဲဆိုတာကိုရှာဖွေနေကြတာပဲဖြစ်ပါတယ်။တတ္တယအင်္ဂါရက်ကတော့ဇာနာနားလည်နိုင်စွမ်းပဲဖြစ်ပါတယ်။ပွင့်လင်းသောသူတရားတစ်ဖက်လူရဲ့အမြင်ကိုသူတို့ရဲ့ဖနက်စီဘီကြည့်နိုင်သူတွေဖြစ်ပါတယ်။လူတရားရဲ့အမြင်ခံယူချက်တစ်ခုဖြစ်ပေါ်လာတဲ့နောက်ွယ်မှာဘလို့အကြောင်းအရာတွေဘဝအတွေ့အကြုံတွေရှိနေလဲဆိုတာကိုဇာနာစိတ်နဲ့နားလည်အောင်စူးစမ်းပါတယ်။ ဥပမာအဖြစ်နိုင်ငံရေးအရဆန့်ကျင်ဘက် ဖြစ်နေတဲ့အမြင်တစ်ခုကိုသူတို့ကြားရတဲ့အခါချက်ချင်းတိုက်ခိုက်ခြင်းငင်းပယ်ခြင်းမလုပ်ဘဲသူပါကြောင့်ဒီလိုယုံကြည်နေရလဲဆိုရဲမေးခွန်းနဲ့စတင်ဆန်းစစ်လေးရှိကြပါတယ်ဒီလိုစာနာနားလည်မှုအပဲပုံမကောင်းမှုနဲ့ဆွေးနွေးမှုတွေပုံမငြိမ်းချမ်းတဲ့လူဖွဲ့စည်းကိုဖန်တီးပေးတာပဲဖြစ်ပါတယ်ပွင့်လင်းမှုရဲ့အကျိုးကျေးဇူးတွေကတော့များပြားလာပါတယ်ပွင့်လင်းသောသူတရားပြည်တနာကိုဖြည့်ရှင်တဲ့အခါပုံမကောင်းမှုနဲ့ဆုံးဖြတ်ချက်တွေချနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့သူတို့ဟာအဖြေတစ်ခုထဲကိုဆွဆွမြဲမြဲမယူဆပဲဖြစ်နိုင်ခြေရှိတဲ့အဖြေပေါင်းများစွာကိုအကဲဖြတ်ပြီးအကောင်းဆုံးကိုရွေးချယ်နိုင်စွမ်းရှိလို့ပါပဲအထူးသဖြင့်ဒီလိုခင်မီနိပညာတွေတိုးတက်နေတဲ့ကဘာကြီးမှာမနေ့ကအမန်တရားကဒီနေ့မှာမာရင်သွားနိုင်တာကြောင့်ကိုယ့်ရဲ့အသစ်ပညာတွေကိုအမြဲမပြတ်ပြန်လည်မူးမံနေဖို့လိုအပ်ပါတယ်။ပွင့်လင်းသောစိတ်ဓာတ်ကဒါဒီလိုပြောင်းလဲမှုကိုရင်ဆိုင်ဖို့အတွက်ကျွန်တော်တို့ကိုတောက်တင်းခိုင်မာစီမှာဖြစ်ပါတယ်။ ပွင့်လင်းမှုဟာလူမှုဆက်ဆံရေးမှာလည်းမရှိမဖြစ်လိုအပ်ပါတယ်ဒီစိတ်ဓာတ်ဟာပဲကျွန်တော်တို့ကို စကားပြောဆိုရမှာပွင့်ပွင့်လင်းလင်းနဲ့ရိုးရိုးသားသားရှိစေပါတယ်ဒါအပြင်အခြားသူတွေရဲ့အမြင်တွေကို လေးစားကြောင်းပြသတဲ့အခါသူတို့ဟာတင့်ကိုပုံမယုံကြည်စိတ်ချလာကြပါတယ်ဆန့်ကျင်ဘက်အမြင်ရှိသူနဲ့စကားပြောရတဲ့အခါတောင်မှပွင့်လင်းတော်သူတယောက်ဟာစကယ်ရေလူပွဲတစ်ခုဖြစ်မမြင်ပဲတယောက်နဲ့တယောက်အပြန်အလှန်လေ့လာသင်ယူနိုင်တဲ့အခွင့်အရေးဖြစ်မြင်ပါတယ်ဒီလိုလေးစားမှုရှိတဲ့ဆက်ဆံရေးမျိုးဟာ မိသားစုဘဝလုပ်ငန်းခွင်နဲ့မိတ်ဆွေအပေါင်းအသင်းကြားမှာပဋိပက္ခတွေကိုရှင်းချပေးပြီးပူပေါင်းဆောင်ရွက်မှုတို့မြစ်ပေးပါတယ်။ဒါဆိုရင်ပွင့်လင်းတဲ့သူတယောက်ဖြစ်လာဖို့ဘယ်လိုလေ့ကျင့်ရမလဲ။ပထမဆုံးအနေနဲ့ active listening လို့ခေါ်တဲ့တက်ကြွစွာနားထောင်ခြင်းကိုကျင့်သုံးပါ။တစ်ဖက်လူပြောနေချိန်မှာသူတို့ရဲ့စကားကိုအဆုံးသတ်နားထောင်ပါ။ကိုယ့်ဘက်ကဘယ်လိုပြန်ပြောရမလဲဆိုတာကိုကြိုတင်စဉ်းစားမနေပဲသူတို့ပြောချင်တဲ့အတိတ်ပဲအစ်မံကိုဖမ်းယူနိုင်အောင်စူးစမ်းပါ။ နားထောင်ပြီးတဲ့အခါမှာလည်းကျွန်တော်နားလဲတာကတော့ဒီအချက်ပဲလားဆိုရဲမေခွန်းထုတ်ပြီးကိုနားလဲမှုမန်ကန်ကြောင်းတေချောင်းလှုပ်ပါဒုတိယအချက်အနေနဲ့ကိုယ့်ရဲ့ယုံကြည်ချက်တွေကိုမကြာခဏစိန်ခေါ်ပါတင်ရတခုခုကိုမန်တယ်လို့ယုံကြည်ထားရင်ဒီအယူဆကမားနေရင်ရောဘာဖြစ်မလဲဆိုရဲမေခွန်းကိုကိုကိုပြန်မေးကြည့်ပါကိုယ့်ရဲ့စန့်ကျင်ဘက်အမြင်ကို၆ခန့်နဲ့စာအုပ်တွေဆောင်းပါးတွေမှတ်တမ်းရုပ်ရှင်တွေကိုရည်ရွယ်ချက်ရှိရှိဖတ်ရှုကြည့်ပါ ဒီလိုလှုပ်ခြင်းအဖြစ်ကိုယ့်ရဲ့အမြင်ကိုပုံမခိုင်းပါစေတာဒါမှမဟုတ်ပုံမကျေပြန့်တဲ့နားလည်မှုကိုရရှိစေတာတခုခုတော့ဖြစ်စီမှာအမှန်ပါပဲနောက်ဆုံးအနေနဲ့ဘာကြောင့်လဲဆိုပြီးမေခွန်းထုတ်ပါတစုံတယောက်ရဲ့အမြင်ကတင့်ကိုစိတ်နှောက်ရှက်ဖြစ်စေရင်တော့ချက်ချင်းတုတ်ပြန်မှုမလုပ်ပါနဲ့ဘာကြောင့်လဲဆိုတော့နားလည်အောင်ကြိုးစားပါသူတို့ရဲ့ဒီအမြင်နောက်ွယ်မှာရှိတဲ့ဘဝနေထိုင်မှုပုံစံပညာရေးယဉ်ကျေးမှုစတာတွေကိုလေ့လာကြည့်ပါ ဒီလိုလောက်ချင်းဟာအယူအဆတွေကို လူမှုပတ်ဝန်းကျင်နဲ့ချိတ်ဆက်ပြီးပုံမနဲ့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 မြင်အောင်ကူညီပေးပါတယ်။အတူချုံအားဖြင့်ပြောရရင်ပွင့်လင်းသောသူဆိုတာသူတို့ရဲ့စိတ်ကိုအမြဲတမ်းကြီးထွားဖို့အတွက်အစာကျွေးနေတဲ့သူတွေပဲဖြစ်ပါတယ်။သူတို့ဟာနားလည်မှုကိုရှာဖွေသူတွေဖြစ်ပြီးမန်ကန်တယ်လို့ထင်နေတဲ့အယူအဆတစ်ခုထဲမှာပိတ်မိမနေအောင်အမြဲတမ်းတတိထားနေကြပါတယ်။ပွင့်လင်းသောစိတ်ဓာတ်အခြားသူတွေကိုလက်ခံခြင်းတဲ့မိမိကိုယ်ရန်ရဲ့ကြီးထွားမှုအတွက်ယဉ်နေမြုံနယ်မှုပဲဖြစ်ပါတယ်။ ဒီတော့ကျွန်တော်တို့အားလုံးဟာဒီနေ့အစပြီးပုံမပွင့်လင်းတဲ့သူတွေဖြစ်လာအောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနှိကောင်ချုပ်အပ်ပါရခင်ဗျာဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အသက်အသက်တော့အကြောင်းအရာတွေအတွက် General Channel လေးကိုစောင့်မျှော်ကြည့်ရှုပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်အမြဲတမ်းနားဆင်ပေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ